ကျွန်တော်နဲ့အိန္ဒိယလူမျိုးဝိဇာဘာဘာတွေတွေ့ဆုံခဲ့ရပုံအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း40လောက်တုန်းကထူးထူးခြားခြားလူမျိုးခြားဘာသာခြားမိုးစိတ်ရှိဝိဇာဘာဘာကြီးတွေကိုကျွန်တော်ရဲ့အလုတ်ကန်ကိစ္စရပ်တွေလုတ်ကန်ရင်းနဲ့လန်ကီတွေမှာတွေ့မြင်ခဲ့ရပါတယ်။လူတွေအများကြီးဝိုင်းအောင်ကြည့်ရှုနေတာကိုတွေ့ရတော့ကျွန်တော်လည်းစိတ်ဝင်စားပြီးဝင်ကြည့်လိုက်ပါတယ်။အဖြူရောင်အင်ဂျီအဖြူရောင်ပစိုးကိုဝတ်ထားပြီးအဖြူရောင်ခေါင်းပေါင်းကိုတော့ဥကောင်းထက်မှာရစ်ခွေပေါင်းထားတာကိုတွေ့ရတယ်။ ဇက်ကလည်းကိုင့ကိုအဆက်မပြတ်ဝါးနေပြီကိုင့ရထုတ်တွေကတော့သူလွယ်ထားတဲ့လွယ်ထက်ကနေတစ်ခုပြီးတစ်ခုကုံသွားတာနဲ့ယူဆလိုက်နေဒါပဲလုံနေတယ်ဘသူနဲ့မှလည်းစကားမပြောဘူးသူ့ကိုယုံကြည်သူဂါရပြုသူတွေကကိုင့ရထုတ်တွေတထုပ်ပြီးထုတ်ပြီးနေတာကိုတွေ့ရတယ်အတူတူကြည့်နေကြတဲ့ဘီးနတ်ကလူတစ်ယောက်ကိုမေးကြည့်လိုက်တော့ကုံဘာဘာဟာတိတ်တိရှင်ဝိဇာပုဂ္ဂိုလ်တူဖြစ်ကြောင်းသိလိုက်ရပါတယ်အဲ့ဒီအချိန်တွဲမှာအလွန်စင်းရဲနွမ်းပါတဲ့လူတစ်ယောက်ကဘာဘာကိုကုံးလူရင်းနဲ့ဘာဘာ ျွန်တော်ဟာမိသားစုကိုကုံထမ်းတဲ့အလုပ်နဲ့လောက်ကင်ရှာဖွေကျွေးမွေးနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်ကိုတနာတော့အားဖြင့်ဘဘာဆောက်ရှောက်ပေးပါခင်ဗျာ။အဲ့လိုလဲပြောလိုက်တော့ဘဘာကြီးက "तू ဝါနေတဲ့ကွန်ဒရီနဲ့ထွေးလိုက်တယ်။အဲ့လူရဲ့အင်ဂျီကွန်ဒရီတွေပေကုန်တော့တာပဲ။ဘီးနားမှာကြည့်နေတဲ့သူတွေလည်းအံ့ဩကုန်ကြတယ်။ဘာကြောင့်လဲဆိုတော့ကိုမဘာရဲ့ကွန်ဒရီထွေးခံရတဲ့သူဟာမကြခင်မှာစီးပွားဥစ္စာတွေတိုးတက်ပြီးကြီးပွားချမ်းသာသွားလို့ရပါပဲ။ဒီလိုမျိုးလဲဘသူ့ကိုမှလုပ်ပေးတာမျိုးမရှိပါဘူး။ ဒါဟာထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါပဲလို့ကြည်နေတဲ့သူတဦးကကျွန်တော်ကိုပြောပြတယ်။နောက်တစ်ခါဘာဘာကြီးတဦးကိုထပ်တွေ့လိုက်ရပုံကတော့ကျွန်တော်ဟာကျမ်းမာရေးဦးစီးဌာနကဖွင့်ထားတဲ့တိုင်းရင်းစေးတင်နန်းတစ်ခုကိုသွားရောက်တင်နန်းတက်ပြီးအပြင်မှာတွေ့ခဲ့ရတာပါ။အဲ့ဒီနေရာကတော့ဗိုလ်ချုပ်အောင်ဆန်းစည်းနာကမြေွက်ကြီးတစ်ခုနဲ့မိရထားဌာနကဝန်ထမ်းတွေနေထိုင်ကြတဲ့ဝန်ထမ်းအင်အားအနီးနားမှာပါ။မြေွက်ကြီးပေါ်မှာတစ်ပင်ငယ်တွေခြုံတွေပေါက်နေပြီးစัจကြတဲ့အဖြူရောင်ပန်းပွင့်တွေနဲ့ဝေဝေဆာဆာပွင့်နေတဲ့စัจကြပင်သားမှာ ထူးထူးခြားခြားဘာသာကြားတူထိုင်ပြီး secret တွေကိုလက်ကမချဘဲတောက်နေတာကိုတွေ့လိုက်ရတယ်။သူ့နားမှာလည်းလူတွေဝိုင်းအောင်ကြည့်ရှုနေကြတယ်။အဲ့ဒီပုံကောင်နဲ့ဘာသာသူလူတွေကတော့လက်ဖက်ရည်တွေပေးသူပေး secret ကိုဘူးနေတော်လကောင်အတောက်လိုက်တော်လကောင်ဘာဘာကြီးကိုဝိုင်းလုံနေကြတာပြီးတော့သူတို့ရဲ့ကိုရေးကိုတာစီးပွားရေးကျန်းမာရေးလုပ်ငန်းကိစ္စရပ်တွေကိုဘေးရင်မေးသလိုဝိုင်းပြီးမေးမြန်းနေကြပါတယ်ကျွန်တော်အတော်ကိုစိတ်ဝင်စားသွားတာကအဲ့ဒီပုံကောင်ကြီးကအင်ကြီးလည်းမပါဘူးကိုပေါ်မှာလည်းအောက်ခံပေါင်းမိတစ်မျိုးပဲဝတ်ဆင်ထားတယ် ခါပပလင်မှာတန်ချောင်းမောများစွာကိုအချက်လုံအောင်ဖုံးထားတကယ်သူရှိနေပါတယ်။အသက်အရွယ်ကတော့35နှစ်အရွယ်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။သူ့ရဲ့မျက်နှာကပြည့်ပြည့်ပြီးကြည်ကောင်းတယ်လို့ဆိုနိုင်တဲ့ရုပ်ရည်ရှိတယ်။မိုးစိမ်မွေးနှခမ်းမွေးတွေကလည်းကြည်ကောင်းတဲ့အနေထားမှာရှိပါတယ်။ဘဘာနဲ့တွေ့ဆုံနေကြတဲ့သူတွေက၎င်းတို့ဝတ်ဆင်ထားတဲ့အဆောင်လက်စွပ်တွေကိုဘဘာထံကိုအံ့နံပြီးတိတ်တိတ်ခိုင်းကြတယ်။၎င်းလူမျိုးဘဘာတူပြောပြတာကဒီပုံကိုကြည့်ဟာတန်ချောင်းတွေကိုခါပပလင်မှာဒုံများတို့ဖွဲ့ဝတ်ဆင်ထားတာကြောင့် တန်တုပ်ဘဘာလို့ခေါ်ဆိုကြအောင် ပဝင်းကျင်မှမတိသေးတော့သူများကပြောပြနေပါတယ်။ဘဘာကြီးကတော့ secret လိပ်ပြီးကလေးတောက်နေပြီးလာလူထားတဲ့လက်ဖက်ရည်ပကံများစွာတွေကတစ်ခွက်ကိုယူပြီးအာရပါရမော့တောက်ချလိုက်ပါတော့တယ်။ပြီးတော့မှလူအများပေးထားတဲ့အဆောင်လက်စွပ်တွေကိုသူဝစ်စင်ထားတဲ့ကြောက်လက်စွပ်နီးရဲကြီးကို ထိထားပြီးတိတ်တိတ်တင်ပေးလိုက်ပါတယ်။ထူးခြားစွာတွေ့လဲရတာကတော့ဘဘာရဲ့ကြောက်လက်စွပ်နဲ့ထိတွေ့တိတ်တိတ်တင်ပေးလိုက်တဲ့ကြောက်တွေဟာအလင်းရောင်တွေပူပူပြီးတောက်ပလာတာကိုအံ့ဩစွာမြင်တွေ့လဲရပါတယ်။ ီပုဂ္ဂိုလ်ကြီးရဲ့ထူးခြားချက်ကတော့တက်တက်လုတ်ကိုသာစားသုံးခြင်း၎င်းသွားလို့ရခီးဟုသမျှကိုချီလျင်သာသွားလာခြင်းမိသည့်ယာတိဥဒုမဆူအဝတ်စားဝတ်ဆင်ခြင်းမရှိခြင်း၎င်းတို့ရဲ့ကျင့်စဉ်ဆရဏတွေကိုပြင်းထန်စွာအားထုတ်ကြိုးစားခြင်း၎င်းပုဂ္ဂိုလ်သွားရောက်တဲ့နေရာတိုင်းမှာအစာအသောက်လက်ဖက်ရည်မုန့်တို့ secret တို့ကိုပေးကမ်းဒါနပြုသူတို့ကပေါများခြင်း၎င်းတိတ်တိတင်ပေးလိုက်တဲ့ကြောက်လက်စွတ်တို့မှာငကူမိမ့်မိန်နေတဲ့အယောင်တွေကနေထူးခြားစွာနဲ့အလင်းရောင်တွေထွန်းလင်းတောက်ပလာတာကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ ဗမာကြီးကိုကျွန်တော်စတင်တွေ့ရှိလိုက်တဲ့အခါမှာဖះရှင်တတ်တော်ထင်ရှားရှိစဉ်ကဟောကြားခဲ့တဲ့ထူးခြားတဲ့တရားဒေသနာတော်တစ်ပုဒ်ကိုမြတ်ဗုဒ္ဓဟောကြားတော်မူလိုက်တဲ့အခါမှာလူဝိနဲ့ပဲယဟန္တာဖြစ်ကိုဆက်ရောက်သွားတဲ့ဗာဟိယတိုင်းသားဓာကုစီကိုသတိရမိလိုက်ပါတယ်။ဓာကုစီဆိုတဲ့သူဟာယခင်ကပင်လယ်ကူးတင်မောပေါ်မှာတင်မောသားအလုပ်ကိုလုပ်ကင်ရတဲ့ဗာဟိယတိုင်းနိုင်ငံသားဖြစ်ပြီး၎င်းကိုဗာဟိယဓာကုစီလို့ခေါ်ကြပါတယ်။သူဟာပင်လယ်ထဲမှာတင်မောနှစ်လို့ရေထဲမှာတွေ့တဲ့ပြင်ချက်တွေကိုဆွဲယူပြီး ကန်းဆက်ကိုရောက်အောင်ကူးခတ်လာတဲ့သူဖြစ်ပါတယ်။ကန်းမော်ရောက်တော့အမောဖြည့်ပြီးမိမိမှာအဝတ်ထည်တွေကလည်းမရှိကိုလုံးတီးဖြစ်နေတော့ပြင်ချက်တွေကိုအဆက်လုံးစေဖို့ခါမှဆွဲတီးပြီးဗိုက်စာလိုတွေ့ရခွက်တလုံးကိုကောက်ယူပြီးလိုက်လံတောင်းစားနေသူဘဝကိုရောက်ခဲ့ရပါတယ်။တင်မောစိတ်လူစီကားတဲ့နေရာတွေဈေးတန်းတွေမှာသွာလာနေထိုင်ရပါတယ်။ဒီလိုနဲ့ဓာကုစီဆိုတဲ့တင်မောသားလေးဟာတမျိုးဝင်တမျိုးထွက်နဲ့သွာလာနေကြမှာ တချို့သောသူများကသူ့ရဲ့အသွင်ပြင်ပုံတရံကိုကြည့်ပြီးအလိုရမက်နေသူပဲချိုးကြံစွာကြင်ကြံနေတဲ့တရားရှင်ပုဂ္ဂိုလ်တို့ပဲတချို့ကလည်းဒါမှယဟန္တာအစ်စ်မှန်ပဲညံ့မြတ်တဲ့သူပဲစသဖြင့်လူတွေအားလုံးကဒါကုစီကိုယဟန္တာပုဂ္ဂိုလ်တို့လိုပဲဆိုပြီးဝိုင်းဝန်းစိတ်ကပ်ပိုးွက်ကြလှူဒန်းကြနဲ့ဒါကုစီကအလိုမဲတကူကြည့်လာခဲ့ပါတယ်ဒါမဲ့ဒါကုစီဟာအဲ့ဒီအရာတွေကိုမသားရပါဘူးသူတွေးတောနေတာကတော့ငါဟာရေမျောကန်းတင်လူတစ်ယောက်ပဲဖြစ်တယ်ငါမှဘာအချင်းတရားမှလည်းမရှိဘူး ဘာတကူအစွမ်းတက်တီမှလည်းမရှိဘူးလူတွေကိုလိန်ညာလှည့်စားသလိုဖြစ်နေပြီလူတွေကလည်းငါ့ရဲ့ဘဝအခြေအနေကိုမသိကြဘူးစသဖြင့်အဲ့လိုတွေးတောနေပြီမှန်ကန်တဲ့အတိတ်တရားတစ်ခုကသူ့ရဲ့ဉာဏ်ထဲကိုရောက်ရှိလာခဲ့ပါတယ်ကမ္မဝတီမြို့မှာဗုဒ္ဓဘုရားတည်င်းတုံနေထိုင်ကြောင်းကိုကြားသိရတော့ဘုရားရှင်ရှိရာကိုဘာဟိယဓာကုစီကရောက်သွားခဲ့ပါတယ်ဂေါရမဗုဒ္ဓဘုရားမြို့ထဲကိုစွန့်ငံ့အကြွမှာဓာကုစီနဲ့တွေ့ဆုံကြပါတယ်ဓာကုစီကမျက်စောဘုရားကိုရှောက်ထားတာက အရှင်ဘုရား တပည့်တော်ကိုလူရင်းတူရှင်အမြန်ဆုံးကြင့်ကြံနိုင်မဲ့တရားကိုချီးမြှင့်တော်မူပါဗျာ။အဲ့လိုလျှောက်ထားလိုက်တယ်။ဖျားရှင်ကစုံငန်ကြွခြင်းဖြစ်နေတော့လေဒါကုစီအားတနာတော်မူသဖြင့်ချစ်သားဒါကုစီမြင်နာဟုသမယကိုမြင်တယ်လို့ပဲမှတ်ပါ။ကြားတာဟုသမယကိုကြားတာပဲလို့မှတ်သိလိုက်ပါ။နန္ဒာဟုသမယကိုနန္ဒယ်လို့ပဲသိလိုက်ပါ။ချီးတွေ့မှုကိုလည်းချီးတွေ့တယ်လို့ပဲမှတ်ပါ။စိတ်အစဉ်ကပြန့်လွင့်ပြီးတွေးတောမှုဖြစ်ပါစေနဲ့။ချစ်ပြီးပြတ်သွားတာလို့ပဲတိ၍တိ၍စင်ကြင်ထားပါလို့ ဗုဒ္ဓမြတ်စွာဘုရားကဟောကြားလိုက်တဲ့အခါမှာပဲမလေးတံဖူလေးတံစိုက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးဘဝခန္ဓာတန်တရာခီအဆုံးသက်ကလူဝိနဲ့ပဲယဟန္တာဖြစ်သွားပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်မိပြီးအခုမြင်တွေ့နေရတဲ့တန်တုပ်ဘာဘာကိုတွေးတောမိနေပါတယ်။ထွက်ရပောက်ဝိဇ္ဇာပုဂ္ဂိုလ်တွေရဲ့ကျင့်စဉ်တွေဟာ၎င်းတို့တကူတိတ်တိတ်ရရှိရေးထွက်ရလန်းကိုပေါ့မြော့ရေးကိုသာအဓိကဥတီကရှင်းသုံးသွားကြတဲ့ဂန္ဓာယီခီလန်းစဉ်တစ်ခုဖြစ်ပါတယ်။နာဆင်သူများဘုသူတရရှိအောင်ကျွန်တော်လ ీల ထားသမျှတင်ဆက်ပေးလိုက်ပါရစေ။ ဗုဒ္ဓဘာသာနယ်ပယ်ကဖြစ်တဲ့အဘပထမံဘိုးဘိုးအောင်အဘဘူးမင်းကောင်ယတိဥအောင်စတဲ့ပုဂ္ဂိုလ်သူတွေဟာထွက်ရပေါက်စခန်းမှာနိဗ္ဗာန်ရောက်ကြောင်းတရားကိုရှင်းသုံးကြတာမညံဖုန်ညံနိဗ္ဗာန်ရောက်တဲ့အထိစူးစမ်းသွားကြမဲ့ပုဂ္ဂိုလ်သူတွေပဲဖြစ်ပါတယ်မြမာတွေရဲ့ဝိဇာတရဂမ္မိယပညာတွေနဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်ကြတဲ့ဝိဇာပုဂ္ဂိုလ်သူများလည်းရှိကြပါတယ်တောင်နန်းသာသနာပြုဆရာတော်ကြီးဦးအုဒမသာရကချင်းပြည်နယ်ခန်တိန်တောင်ကြီးပေါ်မှာသာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နေစဉ်မှာ အီမဝင်နာတောင်က တော်ရင်ဝိဇ္ဇတို့ဥကျော်ဆိုသူရောက်လာပြီးဆရာတော်ကြီးအားဝိဇ္ဇအဖြစ်သို့ပြောင်းပေးရန်လာရောက်လျှောက်ထားခဲ့ရာဆရာတော်ကြီးကဝိဇ္ဇဖြစ်ရန်စမ်းသပ်မရှိကြောင်းပြောလိုက်ပါတယ်ဆရာတော်ကြီးအားထုတ်တဲ့ဗုဒ္ဓနုတ္တိကုံတော်ကိုဝိဇ္ဇတွေနဲ့တွေကအလွန်ချီးမြှောက်ကြတာကြောင့်ဤတော်ဤတောင်မှာဆက်လက်တည်င်းသုံးနေထိုင်ပါရန်လျှောက်ထားပြီးဝိဇ္ဇဥကျော်ဟိဝင်နာတော်ကိုပြန်သွားပါတယ်အိန္ဒိယလူမျိုးဝိဇ္ဇဘာဘာတွေကလည်းလူသားတွေဆင်းရဲဒုက္ခရောက်နေရကိုကူညီဆောင်ရှောက်ကြသလို့ မြန်မာဗုဒ္ဓဘာသာဝိဇ္ဇာတို့ကလည်းလူသားတွေကိုကူညီကြတာသာသနာအကျိုးကိုလည်းစောင့်ရှောက်ကူညီကြတဲ့တိတ်တိတ်ရှင်များဖြစ်ကြောင်းတင်ဆက်ပေးလိုက်ပါတယ်။နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျေးဇူးတော်ရှင်။ညောင်လွန်တော်ရဆရာတော်ဘုရားကြီးရဲ့အံ့ဖွယ်ဖြစ်ရများအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ကျေးဇူးရှင်ညောင်လွန်တော်ရဆရာတော်ဘုရားကြီးအလောင်းညာကို AD 1868ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့နနက်၄နာရီမှမိတ္တိလာမြို့အနောက်ဘက်အံ့ရွာမှာ ခမဲတော်ဦးမှုအမိတော်ကုန်တို့မှပွားမြင်တော်မူခဲ့ပါတယ်။ဆရာတော်လောင်းလျာပွားမြင်တော်မူချိန်မှာပဲခြေပွားတော်ကဆက်လက္ခဏာကွက်ကြီးတွေကိုမြင်တွေ့ရတာကြောင့်တစ်ချိန်မှာထင်ရှားကျော်စောမဲ့သူအဖြစ်မိဘများကမှတ်ယူခဲ့ကြပါတယ်။ဆရာတော်လောင်းလျာလေးအရွယ်ရောက်လာတဲ့အခါမှာမိုးနှံကုန်းရွာကြောင်မိုးနှံကုန်းဆရာတော်ထံမှာပညာသင်ကြားခဲ့ပါတယ်။ဆရာတော်လောင်းလျာလေးရဲ့ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးကိုဆရာဖြစ်တဲ့မိုးနှံကုန်းဆရာတော်ကြီးကသတိထားမိခဲ့ပါတယ်။ထူးခြားတာကစာဝါသင်ကြားနေကြမှာ ဝိနည်းအထကထာကြီး၅ချံဝိနည်းငယ်၄ဆောင်အဘိဓမ္မာအထတာလိနီအထကထာကြီးဒီကာကျော်ချမ်းတို့ကိုရှေ့နောက်အပြန်ပြန်အလန့်လန့်နှုတ်တိုက်ပြန်ဆူတော်မူနိုင်ပါတယ်အဲ့လိုပရိယတ်ကိုအလွန်စွာအားထုတ်လေ့လာသင်ယူလွမ်းတာကြောင့်တခါတခါဒူးစစ်ထီအောင်အေးမြလာပြီးသွေးလီမလျှောက်သလိုဖြစ်လာလို့ရေနံကြီးကိုဒူးစစ်မှာတုတ်လင်းပြီးနေလန်းတော်မူရပါတယ်ဆရာတော်ကြီးဟာထုံမြအောင်စာပေကိုစူးစမ်းအထုတော်မူပါတယ်။ညအခါမှာလဲမိုးနံကုံဆရာတော်ကြီးထံမှာ အဘိဓမ္မာစာဝါများကိုပြန်ဆိုတော်မူပြီးမိမိနေထိုင်ရာအကြောင်းပေါ်သို့မတက်သေးပဲကျောင်းဝိုင်းအတွင်းရှိမြေတလင်းပေါ်မှဇင်းကြံရှောင်းနေတတ်ပြီးည10နာရီထိုးတဲ့အထိအောင်စာများကိုအပြန်ပြန်လှန်လှန်ရွတ်ဆိုတော်မူနေပြီးတခါဆရာဖြစ်တဲ့ငုဏန်ကုန်းဆရာတော်ကြီးထံကိုဝှစ်ပြေးသွားပြီးပြန်လာရင်လဲကျန်နေသေးတဲ့စာရီကိုရွတ်ဆိုပြီးပြန်လာလေးရှိပါတယ်နနက်3နာရီမထိုးခင်ထတော်မူပြီး3နာရီထိုးပြီးတဲ့အခါငုဏန်ကုန်းဆရာတော်ထံတံပူးညနေတက်တော်ကြီးညနေတုပ်ပွားတို့ကို ဆက်ကတ်တော်မူပြီးဆရာဖြစ်တဲ့သူမျက်နှာတချင်းကိစ္စပြီးအောင်ဆောင်းဆန်းပြီးမှရေကွက်မျက်နှာတုပ်ပွားတို့ကိုထားမြင့်အတိုင်းနေရာတကျပြန်လည်ထားကမိမိချောင်းကိုပြန်လာပြီးမအိတ်တော့ပဲကြက်မှတ်ထားတဲ့စာရီကိုပြန်လည်နှလုံးသွင်းခြင်းအားထုတ်လျက်မွလင်းထီအောင်စူးစမ်းတဲ့ဆရာတော်ကြီးပဲဖြစ်ပါတယ်။ညောင်လုံးဆရာတော်ဘုရားကြီးဟာယဟန်တိတ်ခါဝါရော၂၀ရရှိပြီးတဲ့နောက်မှာရှမ်းရွာအနောက်ဘက်မင်းလိုတောင်ပေါ်ကိုတောထွက်တော်မူခဲ့ပါတယ်။ထို့သောတောထွက်တော်မူတဲ့အခါမှာလင်းစင်ကုန်းဆရာတော်ဘုရားကြီးက မိမိရဲ့ကိုယ်ပိုင်ပစ္စည်းလက်အစီပေါင်း30ကျော်အတိုင်းတာရှိတဲ့ပစ္စည်းများကိုကျောင်းရှိတလင်းပြင်မှာစွန့်ပစ်ခါညောင်လုံးဆရာတော်ကြီးနဲ့အတူလိုက်ပါတိုးထွက်တော်မူခဲ့တဲ့အကြောင်းကိုလည်းလေ့လာမှတ်သားခဲ့ရပါတယ်။လင်းစင်ကုန်းဆရာတော်ဘုရားကြီးကမိမိပိုင်ပစ္စည်းတွေဖြစ်တဲ့တင်းဖြာ၊ခေါင်းအုံး၊ပကံခွက်ရောက်များ၊ကရ၊သင်္ကန်း၊တပိတ်အစရှိတဲ့လှဲအစီ30တိုင်းမြှပစ္စည်းတွေကိုကျောင်းရှိတလင်းပြင်မှာစုပုံချထားခဲ့ပြီးအလိုရှိတဲ့သူတွေယူကြပါစေဆိုတဲ့စေတနာနဲ့စွန့်ပစ်ခဲ့ပြီး ဘသူကမှမပြောဘဲညောင်လွန်စီရတော့အရှင်မေတာဝီမထင်မြတ်နဲ့အတူမင်းလိုတောင်ပေါ်ကို တောထွက်တော်မူခဲ့ပါတယ်။အဲ့လိုတောထွက်တော်မူခဲ့တဲ့မင်းလိုတောင်ပေါ်ကိုလည်းတက္ကရာကမတွေကအလာများတာကြောင့်စီရတော်နှစ်ပါးဟာအဲ့ဒီနေရာကိုစွန့်ပစ်ခဲ့ပြီးပျော်ပွေမြို့အရှိတ်တမိုင်ကန့်ဝေးတဲ့တောရချောင်းကိုကြွတော်မူခဲ့ပြန်ပါတယ်။ထိုနေရာဟာရသေးကြီးဥခန့်ကြီးရဲ့ဇာတိချမ်းမြုပ်ရွာလေးဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တဲ့အကြောင်းအရာကညောင်လွန့်စီရော်ကြီးအရှင်မေတာဝီမထေမြတ်ရဲ့အထုပ်ပတ်တီအကျင့်မဲ့ဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကစီရော်ကြီးရဲ့ထူးဆန်းတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်။စီရော်ဟာအာနာပါနကမ္မထန်းနဲ့အတုပကမ္မထန်းဖြစ်တဲ့32ခုထာကိုအဓိကအားထုတ်တော်မူပါတယ်။တခါမှစီရော်ကြီးဟာအဘိဓမ္မာစာဝါပို့ချတော်မူနေစဉ်ဇန်ကန်းတို့ရောက်တော်မူသောအခါအမိန့်ရှိသည်မှာတို့များသည်တမာတိအားကောင်းနေပြီဖြစ်တာကြောင့် ဘဲကတိုင်းဘဲတမထကိုပဲဖြစ်ဖြစ်နှလုံးသွင်းလိုက်ရင်ချက်ချင်းထင်မြင်လာပြီးရုပ်စွာအစုံတစ်ပင်မှာရှိတဲ့တိရက်တွေကိုစိုက်ကြည့်လိုက်ပြီးနှလုံးသွင်းလိုက်ရင်တော့တခါတည်းချက်ချင်းနီလာကတိုင်းဖြစ်ပေါ်လာပြီးအမိပြုတ်နေထိုင်ကြတဲ့မမြင်အပ်တဲ့ပုံကိုယ်တွေကိုအသေးစိတ်မြင်နိုင်တယ်လို့လည်းမိန့်တော်မူခဲ့ပါတယ်။ညောင်လို့ဆရာတော်ကြီးဟာတမာရီအလွန်အားကောင်းတာကြောင့်စင်ကျင်လိုက်မယ်ဆိုရင်ပဂရိမျက်စိနဲ့မြင်ရတယ်လို့နာနာဘာဝဝိနာဘာဝဖုတ်ပိတ်တာအမျိုးမျိုးတွေကိုတွေ့မြင်ရကြောင်းမကြာခဏအမိန့်ရှိပူပါတယ်။ တခါတော့ဆီယာရိုကြီးသတင်းသုံးတော်မူနေတယ်။ဂောစရကံရွာပဝင်းကျယ်မှာပလိယောဂါကြီးဖြစ်ပေါ်နေပြီ။တောရကျောင်းတိုက်မှာလည်းတောကျွတ်ကျောင်းကျွတ်တွေအတော်မတတ်နိုင်အောင်ပေးကြရတာမြင်တော့ညောင်လုံးဆီယာရိုဖျားကြီးကဥပစင်းတို့နှိမ့်ဆက်မဲ့ဘလူးတွေပိတ်တာတွေလာကုန်ကြပြီ။တီလာကိုတုတ်တင်ကြ။မြစ်တာကိုမြမြပွားကြ။ပရိတ်ကမဝါစာတို့ကိုရွတ်ဖတ်တရေစေကြပါ။အဲ့လိုမိန်တော်မူလေတော့ကျောင်းတိုက်တစ်တိုက်လုံးတီလာကိုအထူးတုတ်တင်ကြပြီ။မြစ်တာကိုလည်းပွားများကြကပရိတ်ကမဝါစာတွေရွတ်ဖတ် မိတွေနေရာအနှံ့ပြပြုတ်လို့ကြတော့ကြွက်လာယုံမှတပါចောင်းတိုက်တစ်ခုလုံးမှာဘာဥပတ်အနေမှမဖြစ်တော့ပဲပလိယောဂကင်းရှင်းသွားလေတော့တယ်ညောင်လုံးဆရာတော်ကြီးဟာအာရဏာတိယပြိတ္တော်ကိုရွတ်ဖတ်ပူဇော်တဲ့အခါမှာလေအလွန်အစွမ်းထက်တဲ့ဖြစ်ရရှိခဲ့ပူပါတယ်တခါတော့ညောင်လေးပင်မြို့နယ်ခင်တန်းရွာတိမ်သမုတ်ကိုကြွက်ရောက်တော်မူစဉ်ကအရညကင်တောအာယုံအတွက်လိုက်ဖို့ကြလို့တုတ်တန်အနီးကကြမ်းတမ်းလာတဲ့နေရာတစ်ခုမှာတောအာယုံခံနေတော်မူစဉ်ရှုစင်ခြင်းလျက်ကြည့်တော်မူလိုက်ရာ အနိဗ္ဗာန်ဝင်ခြင်းမှာအမျိုးမျိုးသောနာနာဘာဝဖုတ်ပိတ်တာတွေကိုမရေမတွက်နိုင်လောက်အောင် များပြားစွာမြင်တွေ့ရပြီးတချို့ကဆရာတော်ကြီးကိုယူသေးစွာရှခိုးဥချနေကြတော့လည်းတွေ့ရပါတယ်တချို့ကမရှခိုးပဲထိုင်ကြည့်နေကြတယ်တချို့ကလည်းပျောက်နှောင်တယောတဲ့အမူအရာတွေနဲ့မယုံမသိပြုတ်လို့နေကြတာကိုလည်းတွေ့ရပါတယ်အဲ့လိုပုံစံအမျိုးမျိုးနဲ့နာနာဘာဝသစီတရေတွေကိုမြင်တော့ဆရာတော်ကြီးကမေတ္တာတုတ်တော်ကိုရွတ်လိုက်ရာဘာမှအကြောင်းမထူးပဲရှိနေတာကြောင့် အာရနာတိယပရိတ်တော်ကိုပေကြီးစာအုပ်ငယ်မှာလာရှိတဲ့အတိုင်းရွတ်ပတ်တော်မူလိုက်တဲ့အခါကျမှအရှုအရှုရှခိုးအယူသေးပေးကြရှခိုးအယူသေးမပေးပဲပြောင်းလောင်နေကြသူတွေလည်းအကုန်ထပြန်သွားတာကိုကိုရိုတိုင်းအနီးမှာမြင်တွေ့ရတော်မူကြောင်းတောရချောင်းကိုပြန်ရောက်လာတဲ့အခါတပည့်တန်ဃာတော်တွေကိုဆရာတော်ကြီးကပြန်လည်မင်ကြားတော်မူခဲ့ပါတယ်အဲ့လိုပဲတနေ့တော့ဆရာတော်ကြီးဟာကျောင်းမှာမနက်3နာရီတုံးခောက်ပြီးတရားနှလုံးကျင့်သုံးတရားနှလုံးသွင်းနေတဲ့အချိန်မှာကျောင်းမော်ကိုလူတစ်ယောက်တက်လာပြီးလာရောက်ရှခိုးဥချပါတယ် ဆရာတော်ကြီးကအဲ့ဒီပုဂ္ဂိုလ်ကိုဘာအတွက်ရောက်လာတယ်လဲလို့မေးမြန်းတော်မူလိုက်တော့ပုဂ္ဂိုလ်ကအရှင်ဖျားတို့အကြဉျံဥရာကြောင့်အရှင်ဖျားတို့ရဲ့တီလာမေတ္တာတကူကြောင့်တပည့်တော်တို့မှာအထက်နတ်တို့ရဲ့အမိန့်နဲ့အရှိတောင်ကြီးကိုပြောင်းရွှေ့သွားရပါတော့မယ်။အရှင်ဖျားတို့ချမ်းချမ်းတန်တာသတင်းသုံးနေရမူရစ်ပေတော့ဖျား။စူပြီးလျှောက်ထားပြီးရှခိုးဦးချအเจ้าမော်ကဆင်းသွားပါတယ်။မကြမီမှာပဲအเจ้าတက်ကြီးရဲ့အနောက်ဖက်ရေကန်ကြီးအနီးကနေပြီးလူတွေရောလှဲတံတွေရော ခွေးတံတွေရောစူညံစွာပြောင်းရွှေ့ထွက်သွားတာကို ကြားရမြင်ရတော့မှဆရာတော်ကြီးဟာကျက်တဆေတွေလာရောက်ပြောဆိုသွားတာဖြစ်ကြောင်းစင်ကျင်မိပါတယ်။ကျေးဇူးရှင်ညောင်လွန်တော်ရဆရာတော်ဖျားကြီးဟာတမာရီအကောင့်ရဲ့အမြင်လန်းပေါက်နေပြီဖြစ်တော်ညာလဲယဟန်ကိစ္စမပြီးသေးတာကြောင့်အာရတင်းတင်းချင်းမရှိပဲတမာရီကိုအခြေခံတည်ပြီးဝိပဿနာကိုမနေမနာစ조사အားထုတ်တော်မူရာသူမတူအောင်ပင်ရှိလေတော့တယ်။ထို့မြသာမကသည်စွန့်ကိုလည်းရွာစဉ်အမြင့်ခံတော်မူလေးရှိပါတယ်။ တခါကဆရာတော်ကြီးဟာအယိုးအိုးစီရော်မြတ်အနောက်ဘက်မှာရှိတဲ့ဇေယျကြီးတဆောင်ပေါ်မှာတပါးတဲ့ည10နာရီအချိန်ခန့်မှာတရားအားထုတ်တော်မူနေစဉ်ဇေယျနိုင်ရန်အပြင်ဘက်ကနေပြီးတဝုံဝုံတက်လိုက်အောက်ကိုခွာလိုက်နဲ့စူညံစွာအတန်ပြင်းပြလျက်နှောက်ရက်လာတော့တမာရီမရနိုင်အောင်ဖြစ်နေတာမို့စင်ကျင်တော်မူလိုက်တော့ငွေစင်းကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။ငါတရားအားထုတ်နေတာကိုလာနှောက်ရက်တာပဲ။မန်နဲ့ရဲ့အသင်းပင်းတွေပဲ။ငါသူတို့ကိုအာယုံမပြုတ်တော့ဘူး။သူတတ်နိုင်ရင်ငါအသက်ကိုပင်တတ်စီ။ ငါရဲ့ယဟန်တရားကိုကမစွန့်တော့ဘီဆိုပြီးမနေမနာအားထုတ်တော်မူတော့တယ်။အဲ့လိုအသက်ကိုစွန့်တော်မူ၍မနေမနာအားထုတ်တော်မူပြီးမနက်လင်းတော့အလုတ်ကျွေးယဟန်တပါးမျက်နှာတက်တော်ကြီးလာရောက်ကတ်တော့ဥပစဉ်နိုင်ရန်အပြစ်မဲ့ကိုမရှိတော့သွားကြည့်စမ်းလို့မိန့်တော်မူတော့သွားကြည့်ရအလျား9000ခန့်ရှိလျားတဲ့မွေစင်းကြီးကိုတွေ့လိုက်ရပြီ။မကြာမီမှာပဲပျောက်ကွယ်သွားကြောင်းဆရာတော်ကိုပြန်လဲရှောက်တင်ခဲ့ပါတယ်။ရောင်လုံးဆရာတော်ကြီးဟာနေ့စဉ်ရက်ဆက်မနေမနာယဟန်တရားကိုစူးစမ်းအားထုတ်လာခဲ့တဲ့နောက် 1920ခုနှစ်မေလ29ရက်နေ့မနက်3နာရီအချိန်ညောင်လွန်တောရကျောင်းတိုက်ရှိဝိယုံကျောင်းပေါ်မှာအမြဲထိုင်နေတဲ့ကျင်းကလထိုင်ကြီးပေါ်မှာသင်္ခါရစိတ်သုံးပြီးတန်ဤဒုက္ခနိဗ္ဗာန်တက်ကိုအာယုံပြုလျက်ပထမမတ်ဖို့ကိုရတော်မူခဲ့ပါတယ်။ထို့နောက်မဏိမနာပဲဆက်လက်အားထုတ်တော်မူခဲ့ပြန်ရာပထမမတ်ဖို့ကိုရပြီးခုနှစ်ရမြောက်တဲ့နေ့မှာပဲဝိယုံကျောင်းကြီးပေါ်ကစာချကန်းထဲမှာည7နာရီအချိန်ကမှဒုတိယမတ်ဖို့ဖြစ်တဲ့တက္ကရာကံကိုတည်တော်မူခဲ့ပါတယ်။ ဆက်လက်အားထုတ်တော်မူရာဒုတိယမတ်ဖို့ရပြီးနောက်တစ်ရက်မှာတတိယမတ်ဖို့ကိုထပ်မံရရှိခဲ့ပါတယ်။ဒါကြောင့်တရားအားထုတ်တာဟာအစာပိုင်းသာအကျိတ်နဲ့စူးစမ်းသိခံအားထုတ်ရတာဖြစ်ပြီးနောက်ပိုင်းမတ်ဖို့တရားတွေဟာအလင်းမြန်မဲ့ရလွယ်နိုင်တယ်လို့လေ့လာသိရှိရာကြောင့်မိတ်ဆွေများလည်းအချိန်ရတဲ့အခါအပြင်းထန်စူးစမ်းအားထုတ်ကြဖို့တိုက်တွန်းလိုပါတယ်။ညောင်လွန်ဆရာတော်ကြီးယဟန်ကိစ္စပြီးမြောက်တော်မူခဲ့တဲ့နေ့ဟာ1920ခုနှစ်ဇွန်လ9ရက်နေ့နနက်3:00နာရီတုံးခေါက်ပြီး အယိုးစီရော်ကြီးကို မျက်နှာတက်တော်ကြီးစီမီကတ်လူထိုစီရော်မျက်ကြီးရဲ့အာယုန်ခံတစောင်းမှာ အုံနယံကိုမှုပြီးမြောက်ဘက်ကိုလှည့်ထိုင်လျက်တရားအထုတော်မူရာမနက်၄နာရီခန့်မှာသရုထမတ်ဖို့ကိုရရှိပြီးယဟန္တာအဖြစ်နဲ့ယဟန်ကိစ္စကိုပြီးမြောက်တော်မူခဲ့ပါတယ်။မတ်လေးတန်ဖိုလေးတန်ရရှိခဲ့တဲ့အချိန်ပိုင်းခြားဟာရက်ပိုင်းမြတာကွာခြားကြောင်းအံ့ဩဝေရာလိလာသိရှိခဲ့ရပါတယ်။ညောင်လုံးစီရော်ဖျားကြီးနဲ့အတူပစ္စည်းဥစ္စာတွေလှဲအစည်းတိုက်စွန့်တော်မူပြီး တောထွက်တော်မူခဲ့တဲ့မိုးနံကုန်းဆရာတော်ဘုရားကြီးကိုအစပထမမှာတင်ဆက်ပေးခဲ့ပူပါတယ်။မိုးနံကုန်းဆရာတော်ဘုရားကြီးပြန်လွန်တော်မူတော့ညောင်လွန်ဆရာတော်ကြီးကိုရတော်တိုင်းကမ္မကထပြုလုပ်ပြီးတကြိုပေးခဲ့ပါတယ်။မိုးနံကုန်းဆရာတော်ဘုရားကြီးကိုအရှိတ်ကမ္မထမ်းကြောင်မှာအရိမတိယဘုရားရှင်ပွင့်တော်မူသည့်တိုင်အောင်အသက်ရှည်တဲ့ရုပ်စုံနှစ်ကြီးဖြစ်နေတာကိုမြင်တော်မူခဲ့တဲ့အကြောင်းကိုလည်းညောင်လွန်ဆရာတော်ကြီးမိန့်ကြားခဲ့ပူပါတယ်။အဆိုပါရုပ်စုံနှစ်ဖြစ်နေတဲ့မိုးနံကုန်းဆရာတော်ကြီးဟာအရှိတ်ကမ္မထမ်းကြောင်နဲ့တကွာ ចောင်းတိုက်တစ်ခုလုံးကိုအထူးစောင့်ရှောက်တော်မူနေကြောင်းတရားကိုအားထုတ်ကြတဲ့ယဟန်ရှင်လူမြည်သည့်ပုဂ္ဂိုလ်ကိုမဆိုတစုံတရာထိတ်လန့်အောင်အန္တရာယ်မဖြစ်စေရဘဲအားပေးစောင့်ရှောက်ကြောင်းတကယ်အဟုတ်တရားကိုလိုလားလို့တရားအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကိုမြည်သည့်အနောက်ရှမ်းမှာမဖြစ်အောင်စောင့်ရှောက်တတ်ကြောင်းရုပ်ရုပ်မှမှနဲ့တိုက်တာအန္တရာယ်ဖြစ်အောင်တန်ဃာရော်တွေကိုအန္တရာယ်ဖြစ်အောင်ကျူးလွန်ပြုလုပ်သူတွေကိုတိုက်တွင်းမနေနိုင်အောင်ပျက်စီးထွက်သွားရအောင် ပြုလုပ်တတ်ကြောင်းတိုက်တာမှာတစုံတရာဘေးအန္တရာယ်ဖြစ်မယ်ဆိုရင် တိုက်ရဲ့အကြီးအကဲပုဂ္ဂိုလ်များကိုထင်ရှားသိတာအောင်သတိပေးအရေးတစ်ခုပြကြောင်းအယိုးအိုးစီရီကြီးအနီးတစ်ပင်တစ်ခုမှအမြဲနေပြီးအရှိတ်ကမ္မထမ်းကြောင်အတော်အတွင်းမှလှည့်လည်စောင့်ရှောက်တော်မူနေကြောင်းကိုလည်းညောင်လွန်ဆရာတော်ဘုရားကြီးကအခါအခွင့်တင်တိုင်းမိန့်ကြားတော်မူခဲ့ပါတယ်ညောင်လွန်တော်ရကျောင်းတိုက်ကြီးရဲ့ပထမတိုက်အုပ်ဆရာတော်ကြီးဦးနန္ဒီယပြန်လွန်တော်မူတော့မိမိရဲ့အတ္တဘောကိုတွေ့တာတာကြောင့်သီလစင်ကြယ်လှတော်လေဝိမာနိကပိတ္တဘောကိုရောက်နေကြောင်းလဲဆရာတော်ကြီးကမိန့်တော်မူခဲ့ပါတယ် အဝိစားကောင်းစွာမဝေးရမစားရပဲပိန်ချုံညှို့နှွမ်းလျက်ရှိပြီးမိမိတရင်တုံးတော်မူနေသောဝိယုံကြောင်းတိုက်ကြီးရဲ့ဖနှက်ချွတ်တကားဝမှလာထိုင်နေတာကိုမြင်တော်မူခဲ့ရပါတယ်။ဒါကြောင့်ညောင်လွန်တော်ရဆရာတော်ဘုရားကြီးဟာတပည့်တပန်းတကားတကမတွေကိုစွန့်တင်ကန်စတာတွေကိုတန်ကားတော်တွေအားလှူဒန်းစွန့်သွတ်အမြအတန်းပေးဝေစီတော်မူတော့အဆိုပါတိုက်ဟုတ်ဆရာတော်ကြီးမှာနတ်ဝတ်တစာဒွါဒရာရီနဲ့တပြောင်ပြောင်ကိုယောင်ကိုပါတောက်ပပြီးဝါဖြိုးလှပစွာလာရောက်ရှိခိုးပါတယ်။ တပည့်တော်အထက်နှက်ပြီကိုတက်ရတော့မယ်ဖရားလို့ရှောက်ထားပြီးပြန်သွားတော့မကြမီမှာပဲအထက်နှက်ပြီမှာဖြစ်သွားကြောင်းဆရာတော်ဖရားကြီးမိန်တော်မူခဲ့ပါတယ်။ဆရာတော်ကြီးတင်သမုတ်ပွဲမှာကြီးမထွက်မီမကူတဲ့ထူးဆန်းတဲ့ဖြစ်ရအကြောင်းကိုလည်းစကားဆက်မိတာနဲ့ဆက်လက်တင်ဆက်ပေးပါမယ်။ညောင်လုံးဆရာတော်ဖရားကြီးတရားထုရတော်မူပြီးနောက်ယဟန္တာဖြစ်သွားပြီလို့ကြော်စောနေတဲ့ကာလမှာတင်သမုတ်ပွဲတစ်ခုမှာတနက်ပြဖောက်ရာကြီးစံမထွက်မီမကူပဲဖြစ်နေကြောင်းအံ့ဩပွေရာလိလာမှတ်သားရပါတယ်။ ကန်ဆောင်တန်ကတော့အပေါင်းတို့နဲ့တကွာထိုင်နေတော်မူလျက်တိန်အောင်ဩဘာစာကိုရွတ်ဆိုတော်မူနေပြီးအဆုံးမှာတိန်တကာများကမိမိတို့ရဲ့အတိမိတ်ဆွေကိုတနက်ပြစ်ဖောက်ရန်အထူးဖိတ်ကြားထားလို့နေရာခန်းနာနဲ့အဆိုပါတမုတ်တော်တိန်မြတ်အနီးမှာတိန်တမုတ်အောင်ပွဲအဖြစ်ညောင်လို့ဆရာတော်ဖရာကြီးအမှုရှိတဲ့တန်ကားတော်တွေထိုင်နေစေတိန်မော်ကိုကြော်ပြီးတနက်ပြစ်ဖောက်လိုက်တော့ကြည်မထွက်မီးမကူပဲနေလေတယ်အဲ့လိုတနက်ကြည်မထွက်မီးမကူတာကိုမယုံကြသူများကလက်တွေ့စမ်းသပ်ခဲ့ကြတဲ့ဖြစ်ရလဲရှိခဲ့ဘူးပါတယ် မျက်နှာဖြူအင်္ဂလိပ်တစ်တောအရာရှိတယောက်ဟာတနက်မီးမကူးတဲ့ဆီယာရော်ကြီးတည်င်းကိုရရှိလို့တိမ်တမိုးပွဲကိုရောက်လာပြီးလက်တွေ့လာရောက်စမ်းသပ်ပါတယ်။ကြီးစံအတောက်90ကျော်ပါလာတာကြောင့်ကြီးစံတစ်ခုပြီးတစ်ခုနဲ့လဲပြီးဆီယာရော်ကြီးနဲ့တန်ဂါရိုတွေကိုပြစ်ခတ်စမ်းသပ်တော့မီးလုံးဝမကူးကြီးစံတရောက်မှမထွက်ဖြစ်နေတော့မျက်နှာဖြူကြီးမျက်လုံးဖြူချွေးပြန်လာပါတယ်။မိမိရဲ့ကြီးစံတွေတနက်တွေဟာချုံရင်းကျက်တစုံတရာမရှိအားလုံးအသက်ဆက်ဆက်ဖြစ်နေပါရဲ့နဲ့။ဘာကြောင့်ကြီးမထွက်ရတလဲလို့တွေးတောနေစင်မှာ ညောင်လုံးဆရာတော်ဘုရားကြီးကမျက်နှာပြူအင်္ဂလိပ်ကြီးကိုလက်ပြလိုက်ပြီးမိမိနဲ့ယဟန်တန်ဃာတွေထိုင်နေတဲ့နေရာကိုမဖြစ်ပဲမိမိရဲ့အပေါ်ဘက်လက်မအနေငယ်ခွာပြီးပြစ်ကြည့်ရန်မိန့်ကြားသဖြင့်မျက်နှာပြူကြီးပြစ်ကြည့်လိုက်တော့မိမကူးတဲ့ကြီးစံတွေတတောင်မိတတောင်ဟာချောမောစွာထွက်သွားတာကိုတွေ့မြင်ခဲ့ရပါတယ်အဲ့လိုထူးဆန်းတဲ့ဖြစ်ရပ်ကိုမြင်ခဲ့ရတော့မျက်နှာပြူတော်ကောင်းကြီးလည်းဒီလိုဖုန်းကြီးမျိုးကိုရခင်ကမတွေ့ခဲ့ဘူးကြောင့်အထူးယုံကြည်လေးစားကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်းချီးကျူးကအယုတေပြုတ်ကြော့လိုက်ပါတယ် တခါလဲဂောစရဂံရွာမှာမိုးခေါင်တာကြောင့်ညောင်လုံးဆရာတော်ဘုရားကြီးဟာတပည့်တန်ခါတရားကျော်နဲ့ပရိသတ်တွေကိုတရားဓမ္မဟောကြားပြီးတိလကိုအထူးတုတ်တင်စေကာမေတ္တာပွားစေပြီးတန်ခါတော်တို့ကဒုက္ခိတတ္တဝါတွေကိုတနာတင်ပါတယ်။သို့အတွက်ကြောင့်တပ်ပိတတ္တဒုက္ခမုဆန္ဒုတမာတိဝပတ္တုအဲ့လိုရွတ်ဆိုပြီးပတိစိတ်ပွားများကြပါလို့တိုက်တွန်းဟောကြားပြီးတိလပေးပြီးပြန်ကြွသွားတော့ညာတွင်ချင်းမဲ့ဂောစရဂံရွာမှာကွက်ပြီး ိုးကြီးတဲထန်စွာရွာခဲ့တဲ့ဖြစ်ရပ်ဟာလည်းဆရာတော်ကြီးရဲ့အထုပ်ပတ်တီတဲကထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအနေနဲ့လေ့လာမှတ်သားရပါတယ်။ညောင်လုံးဆရာတော်ဖျားကြီးကိုနတ်များလာရောက်ဖူးမြော်လျှောက်ထားခြင်းကိုလည်းလေ့လာခဲ့ရပါတယ်။တခါမှဆရာတော်ကြီးတောင်မော်ကိုရောက်ရှိနေခြင်းအချိန်ဆော့ဆော့မှပဲအဖူးမြော်တရားနာလာရောက်ကြတဲ့ဒကာဒကာမတွေကိုပြန်လှုပ်လိုက်ပြီးတပည့်အလုပ်ကျွေးတွေကိုကိစ္စအမြန်ပြေးအောင်ပြုလုပ်စေကာဆော့ဆော့ပင်ပြန်လှုပ်လိုက်ပါတယ်။တောင်ဝမှာတပားတဲ့သတင်းသုံးနေတော်မူပြီး ရှေးဦးစွာမြတ်စွာဘုရားကိုအာယုံပြုရှခိုးကြော့ပြီးပရိတော်တွေကိုရွတ်ပတ်တဲ့စေအပြီးမှာရှေးဦးစွာနေမင်္ဒရတောင်ကိုစောင့်ရှောက်နေထိုင်ကြတဲ့နတ်တွေအဆောင်တွေအလုံးစုံသောတတ္တဝါတွေကိုမေတ္တာပွားများပို့တော်မူလေတယ်။အဲ့လိုမေတ္တာပို့ပြီးတဲ့နောက်မှာနေမင်္ဒရတောင်တစ်ခုလုံးကိုခြုံပြီးဆင်ကျင်တော်မူလိုက်တော့မိမိတော်ရကျောင်းမှကြည်စင်ကာလကထံရှင်းလင်းထင်ရှားစွာတွေ့မြင်ရပြီးတောင်ကိုစောင့်ရှောက်နေကြကုန်တဲ့တကူးကြီးမားတဲ့နတ်တွေကိုအချမ်းရံများစွာနဲ့တကွ ိမိအနီးကိုစီးကပ်ခါးစားလျက်ရောက်လာကြတာကို တွေ့မြင်ရပါတယ်။ထို့အခါမှာဆရာတော်ကြီးကအဲ့ဒီနတ်တွေကိုတနာကယုဏမေတ္တာကြီးမားစွာထားပြီးတရားဓမ္မဟောပြောတော်မူလိုက်တဲ့အခါအကြီးကဲဖြစ်တဲ့နမင်းကြီးကလက်အုပ်ချီရှိခိုးလျက်အရှင်ဖုရားအားတပည့်တော်တို့ကြည်ညိုလေးစားနေတာ ကြားပါပြီဖုရား။ဤတောင်မှာတပည့်တော်ဟာအကြီးဆုံးနတ်မင်းပါပဲ။တပည့်တော်ပြီးရင်အားလုံးပြီးနိုင်ပါတယ်ဖုရား။ဤတောင်မှာအရှင်ဖုရားကိုသဘောတော်ကြားတယ်လို့ ိမ်သမှုချင်းကမ္မထမ်းကြောင်းတည်ခြင်းတို့ကိုလည်းတပည့်တော်များခွင့်ပြုအပ်နှင်းမှကြောင်းတတ်နိုင်သလောက်ကိုအမြဲစောင့်ရှောက်ကူညီနေမည်ဖြစ်ကြောင်းလာရောက်လျှောက်ထားပါသည်အဲ့လိုလျှောက်ထားပြီးဆရာတော်ကြီးတရားကိုနာကြားပြီးပြန်လည်ထွက်ခွာသွားကြတယ်လို့ဆရာတော်ကြီးကမိန့်တော်မူခဲ့ပူပါတယ်ကျေးဇူးရှင်ညောင်လုံးဆရာတော်ဘုရားကြီးအကြောင်းကို ပြောရမည်ဆိုရင် ပြောမကုန်နိုင်အောင်ကိုဖြစ်ရပါတယ်။တခါမှလဲသူဝနဘူမိခေတ်ကဘယင်မင်းမြတ်များတစ်ဖြစ်လဲမြို့ဆောင်နှက်ကြီးတွေကလာရောက်ဖူးမြော်ကြောင်းကိုလဲမှတ်တမ်းထဲမှာလ ీల ဖတ်ရှုရပါတယ်။ ြစ်ပုံကတော့ဒီလိုပါကိုယောင်ကိုဝါလွန်ကဲတောက်ပစွာနဲ့အချံရံများမှာရခင်ကတောင်စောင်းနှံများထက်အစာပေါင်းများစွာတာလွန်ပြီးပုထုရှင်ပုဂ္ဂိုလ်တာမန်တို့စိတ်မှာဖောက်ပြန်လောက်အောင်ကြည်နူးတာယာနှစ်သက်ဖွယ်ကောင်းလာတဲ့ဝိစားတစားအစင်းတို့နဲ့တောင်မော်ရင်သာမက တောင်ဝန်းမြို့ဝန်းတို့ခုလုံးထိန်လင်းလျက်နမင်းကြီးများကရှေ့ဆောင်ပြီးရှီတော်မောက်မှာခါစားဝိပြုတ်နေတာကိုထိန်လင်းစွာတွေ့မြင်ရပြန်ပါတယ်ဆရာတော်ကြီးဟာမြစ်တာကိုအထူးဆူးဆိုက်ပို့တော်မူပြီး နမင်းကြီးမြောက်ကိုအနီးကိုခေါ်တော်မူ၍တရားဓမ္မဟောပြောဆုံးမပြီးသောအခါ ရှိတတဲ့မှအကြီးဆုံးနမင်းကြီးကအရှင်ဖျားအရှင်မြတ်ရဲ့သာသနာပြုကိစ္စသည်မုတ်ချအောင်မြင်ပါလိမ့်မယ်။ရှိအဖို့ကာလကပင်တပည့်တော်များအထက်နမင်းကြီးများရဲ့အမိန့်မှတ်ချက်အရအရှင်ဖျားသာသနာပြုတင်တမှုကြွလာပါလျင်အနောက်ရှက်မရှိအောင်စောင့်ရှောက်ရမယ်၊ကူညီရမယ်။အရှင်မြတ်ရဲ့အရင်အရှိဖို့မိသည့်ပုဂ္ဂိုလ်မှဤတောင်းတွင်မနေစေရ။တစုံတစ်ခုသာသနာကိစ္စအလုံးမခံရဟုမိန့်ကြားပြီးပါပြီဖျား။ တပည့်တော်များအားလုံးနဲ့တကွာဤတောင်များတွင်စောင့်ရှောက်နေထိုင်ကြသော အားလုံးသောနတ်များအဆောင်ရှောက်များမှရှေးကဤတထုံမြို့တွင် အာနာလွှမ်းမို့၍အုပ်ဆိုးမင်းပြူသွားသောသူများနှင့်အချွေရံများသာဖြစ်ပါれဖျားတချို့တဝက်သာမဟုတ်ကြပါဖျားဆိုပြီးခြေကွဲပွဲရာရှောက်ထားပြီးရှခုဝှချလိုပြန်သွားကြပါတော့တယ်ဆရာတော်ကြီးလည်းတောင်ဆောင်နတ်တွေမြို့ဆောင်နတ်တွေရှောက်ထားချက်အတိုင်းစင်ကျင်သုံးသက်တော်မူလိုက်တဲ့အခါမှာရှေးခါကတထုံမြို့ကိုဘရင်တဆူမင်းပြူသွားပြီး သူ့ရဲ့အပေါင်းပါအချွေရန်တချို့ကငရေကိုကြကြရတယ်။တချို့ကအထက်နှက်ပြီမှဖြစ်ကြတာကိုသိရှိတော်မူပြီးအများအားဖြင့်မိမိတို့ရဲ့ကြေးကျွန်သိမင်းများနဲ့တကွာအသီးသီးအစုလိုက်အစုလိုက်နဲ့တောင်ဆောင်နှက်တွေမြို့ဆောင်နှက်တွေနတ်စိန်သေးရဲတပတ်တွေပိတ်တာအုပ်စုတွေဖြစ်ကြလျက်တထုံမြို့နဲ့တောင်များအနီးပဝန်းကျင်ဒေသများမှာနေထိုင်နေကြရတာကိုခြေကွဲဝမ်းနဲ့ပွေရအမျိုးမျိုးတို့နဲ့ထင်ရှားစွာတွေ့မြင်တော်မူခဲ့ရကြောင်းမိန့်ကြားခဲ့ပါတယ်။ အဲ့လိုထင်ရှားကြော်ကြားပြီးကြီးညိုပွဲရအတိဖြစ်တဲ့ကျေးဇူးရှင်ညောင်လွန်ဆရာတော်ဘုရားကြီးဟာခန္ဓာဝင်ချတဲ့အခါမှာလဲထူးခြားခဲ့ပါတယ်။ပျော်ဝယ်မြို့အကြောင်းအမတော်စောဆောက်လို့လူလန်းထားတဲ့ចောင်းကြီးအောက်ထပ်မှာကျောင်းတော်မူရာဂရင်တော်မှာရွှေပြောင်းပြီးစာချတော်မူရာဖြစ်တဲ့ကလထိုင်ခုံမော်ကိုထိုင်တော်မူလျက်တပည့်တန်ခါပရိသတ်တွေကိုတရားရည်အေးအမြိုက်စေတိုက်ကျွေးဟောတော်မူပြီးထိုခဏမှာကြွားရောက်လာတော်မူတဲ့မိမိထက်တိတ်ခါတော်ကြီးမားတော်မူသောလေဝင်းမြို့မွေယိုးကြီးចောင်းတိုက်ပထမပတ်တဂိုင်းဆရာတော်ကြီးဥအာစရာ ပထမကျော်တော်ရဆရာတော်ကြီးဦးစော်အရှင်မြတ်နှစ်ပါးတို့ကိုရှ िख ိုးကတော့ပြီးမကြခင်1933ခုနှစ်ဇွန်လ10ရက်စနေနေ့ည7:00နာရီမှာပဲငုတ်ထုတ်ထိုင်တော်မူရင်းကပရိဟိုကိုင်းတော်မူကအနုပါတိသေတာနိဗ္ဗာန်တတ်ခြုံငိမ့်ပြီးနိဗ္ဗာန်ရွှေပြည်တော်မြတ်ကိုစံဝင်တော်မူသောခန္ဓာဝင်ကိုထိုင်လျက်နဲ့ချတော်မူခဲ့ပါတယ်။ဆရာတော်ကြီးဟာခန္ဓာဝင်မချခင်တနှစ်လောက်အလိုတဲကမကြမကြမိန့်တော်မူခဲ့ဒီမှာဥပဇင်းတို့တို့များမုတ်ချကြကြမနေရတော့ဘူး။ တို့များနောက်မှာထက်ကြမကွာအမြဲတားလျင်အလွန်တရာအယောင်တောက်ပတင့်တယ်လှပကြီးကျယ်လှတဲ့ပြတ်သက်ကြီးကိုထိုင်လျက်အနေထားနဲ့မြင်တွေ့နေရပါတယ်ဒီပြတ်သက်ကြီးကိုမြင်ရတာမကြာလှသေးဘူးယခုနှစ်မှသာမြင်လာရတယ်သို့အတွက်ကြောင့်တို့များမုချကြကြမနေရတော့ပေဘူးဆိုပြီးပြိနိဗ္ဗာန်ဆံဝင်တော်မူမူခင်လာပိုင်းအလိုအထိမိန့်တော်မူခဲ့ပါတယ်ကုသိုလ်ကောင်းမှုများစွာပြုလုပ်ထားတဲ့သူတွေဟာတီကန်ဒီအချိန်မှာအင်မတန်မှစိတ်ချမ်းသာစွာနဲ့ တိမဲ့အချင်းကိုအေးအေးချမ်းချမ်းစောင့်ဆိုင်ပြီးအော်ဟစ်ဆူညံခြင်းညှဉ်းညူခြင်းမရှိဘဲခန္ဓာစက်သိမ့်နိုင်တာကိုတန်ဝေကရမိတာကြောင့်နားစင်သူပရိသတ်မိတ်ဆွေများကိုလည်းဓမ္မတန်ဝေကဘုသူတ္တများရရှိစေရန်အတွက်တင်ဆက်ပေးလိုက်ပါရခင်ဗျာအဆုံးထိနားစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ